စစ်ကောင်စီထောက်ခံသူတွေရဲ့လူမှုကွန်ရက်ဆာမနာဖေးဖို့တွင်ရေးသားနေသည့်ဝါဒဖြန့်မှုများကိုစောင့်ကြည့်လေ့လာမှုစဉ်ကန်စာရမတ်လအတွင်းမှာမိခွန်းရဝါဒဖြန့်ခြင်းများကိုအများဆုံးတွေ့ရှိရပါတယ်။မိခွန်းရဝါဒဖြန့်ခြင်းဆိုတာကတော့သတင်းချက်လက်တွေ ထွက်ပေါ်လာတဲ့တရင်ရင်းမြစ်တွေကလည်းတိကျခိုင်မုံမရှိသလိုတရင်မှာပါတဲ့ချက်လက်တွေကလည်းတိကျခိုင်မုံမရှိတတ်ပါဘူး။တခါတရံမှာမှန်ကန်တဲ့တရင်ချက်လက်နဲ့ဝါရဖြန့်လို့တဲ့လွဲမားတဲ့ချက်လက်များကိုရောနှောသုံးမြင်ခြင်းလည်းဖြစ်နိုင်ပါတယ်။မက်စလာအတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရုဒါညီရီအစိုးရကိုထောက်ခံသူတွေနဲ့ NC စာချုပ်ကိုလက်မှတ်ရေးထိုးထားခြင်းမရှိတဲ့တော်လိုင်းဖွဲ့စည်းတွေကိုတိုက်ခိုက်ရေးသားတွေအများဆုံးလုဆောင်ခဲ့ပါတယ်။အထူးသဖြင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့အာရခတ်တတော် AE တို့ကိုဥတီပြီးတော့တိုက်ခိုက်ရေးသားတွေအများဆုံးလုဆောင်ခဲ့ပါတယ်။ February လမှာ စတဲ့နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ29ရာခိုင်နှုန်းအထိရှိခဲ့ပြီးမက်ရှလန်အတွင်းမှာတော့36ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပါတယ်။စစ်ကောင်စီကောင်းဆောင်မင်းအောင်လှိုင်ရုရှားနိုင်ငံကိုတွားရောက်ခဲ့တဲ့ခီးစဉ်တပ်မတော်နေခန္ဓာတက်ရောက်တာငလင်ဘေးတင်ဒေသတွေကိုကယ်ဆယ်ဆောင်ရွက်တာရှမ်းနယ်အတွင်းကတော်လိုင်းတပ်ဖွဲ့တွေတင်ပိုက်ထားတဲ့စကန်ချုပ်ကိုပြန်သိမ်းနိုင်ခဲ့တာတွေကိုခြေခံပြီးရေးသားဝါဒဖြန့်ခဲ့ပါတယ်။အထူးသဖြင့်စစ်ကောင်စီကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရုရှားနိုင်ငံခီးစဉ်နဲ့ပတ်သက်ပြီးနိုင်ငံတကာကြီးရာနဲ့တန်တမန်ကြီးရာအောင်မြင်မှုလို့ပုံဖော်ဝါဒဖြန့်ခဲ့တာကိုတွေ့ရှိရပါတယ်။မက်ရှလန်အတွင်းမှာတောင်အမျိုးသားလူမျိုးရေးတပ်မတော်မှတင်ပိုက်ထားတဲ့နောက်ချို မြို့နယ်တောင်ခမ်းရွာအနီးတစ်ဝိုက်ကစစ်စခန်းချို့ကိုစစ်ကောင်စီကပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒီတိုက်ပွဲပြင်းထန်တွေကိုခြေခံပြီးစစ်ရေးအောင်မြင်မှုတွေရှားရှိနေတယ်လို့ဝါဒဖြန့်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်နဲ့နယ်မြေထိစပ်နေတဲ့ AR တိုင်းနဲ့ပဲခူးတိုင်းတို့မှာစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့အာဒကတ်တတော် EE ရဲ့စီရေးလှရှားမှုတွေတိုက်ပွဲဖြစ်စဉ်တွေသတင်းပေးတာတွေကြိုတင်ကာကွယ်ဖို့တိုက်တွန်းတာတွေကိုလည်းတွေ့ရှိရပါတယ်။စစ်ကောင်စီဘက်တော်သားတွေကတိုက်ပွဲတွေမှာအနိုင်ရနေတဲ့တော်လိုင်းတပ်ဖွဲ့တွေထိခိုက်ကြဆုံးမှုများနေတယ်လို့ဝါဒဖြန့်နေပေမဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေလက်လွတ်ဆုံးရှုံးနေရတယ်လို့မဖုံးနိုင်မဖြစ်နိုင်ပဲဝန်ခံလာရတာတွေကိုလည်းတွေ့မြင်ရပါတယ်။မက်စလန်အတွင်းမှာလည်းအဲ့ဒီဝါဒဖြန့်မှုတွေအပေါ်မှာစိတ်ဝင်စားမှုများပြားခဲ့တာကိုတွေ့ရှိရပါတယ်။